မင်္ဂလာပါရှင် BBN ရဲ့ညနေခင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လှန်ရေးတပ်သားတွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်နဲ့အတူရုရှားနိုင်ငံသားတွေပါပါဝင်တိုက်ခိုက်နေတယ်လို့ဒေသခံတွေနဲ့စစ်ရေးနှုဆက်သူတွေပြောဆိုကြအရသိရပါရစေ။မေလ22ရက်နေ့ကလေးကညောင်ဦးမြို့နယ်အနောက်ချမ်းနဲ့ညောင်ဦးကျောက်ပောင်ကားလန်အနောက်ပိုင်းတွေမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိကြောင်းနဲ့ရုရှားနိုင်ငံသားအချို့ကဒရုန်းမောင်းနှင်သူတွေအဖြစ်ပါဝင်နေတယ်လို့ တင်ကားတွေပါတဲ့စစ်ကြောင်းတွေမှာလည်းလိုက်ပါနေကြောင်းသိရပါတယ်။ရအောင်မြို့နယ်အနောက်ဘက်ခြမ်းမှာတော့စစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ရုရှားတွေပါတာလည်းဟုတ်တယ်။ဒရုန်းမောင်းတဲ့ကောင်တွေ၃ယောက်၁ယောက်ကစစ်ကြောင်းနဲ့ပါတယ်၊၂ယောက်ကတောင်စင်းရဲစခန်းထဲမှာနေတာလို့သိရတယ်လို့ဒေသခံစီရင်နီးစပ်သူတဦးက BBN ကိုပြောပါတယ်။ရအောင်မြို့ဝင်မှာတင်ကားငါးစီးရထားတာအဲ့ဒီရှေ့မှာနိုင်ငံသား၃ယောက်စစ်ယူနီဖောင်းတွေနဲ့တွေ့တယ်။ကျွန်တော်ကအစကတရုတ်တွေမှတ်နေတာ ပြီးတော့မှသူတို့ကရုရှားလိုတွေပြောနေကြတာလို့ခကြီးသွားပြည်သူတအူးကလည်းသူတွေ့ကြုံခဲ့ရတာကိုပြောပြပါဗါး။ညာဦးမြို့နယ်ထနောင်းကုန်းပြည်ရွာနီးရှိဆက်ဆက်ယိုရောင်ပိစုကနေပုပ်ပွားတောင်ကျေးအထိတိုက်ပွဲတွေဖြစ်ပွားနေသလိုကြောက်ပရောင်းညာဦးကလည်းအနောက်ဖက်နက်ပလင်ရွာကြောက်ပြင်ကန်ရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗါး။ အဆိုပါတင်ကားတွေပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာညောင်မြို့ဝင်ခမရ၄မှာအထိုင်ချခဲ့တယ်လို့လက်ရှိတောင်စင်းရဲစခန်းမှာအထိုင်ချထားကြောင်းနဲ့ကြောက်ပရောင်ပုတ်ပွားနဲ့၆ဘွဲတွေကိုဥတီနေတယ်လို့သတင်းရရှိထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ဒီမြန်မာအာဏာသိမ်းစစ်ကောင်စာအမျိုးသားညီညွတ်ရေးအစိုးရနှစ်ဖက်စလုံးနဲ့တွဲဆောင်ဆွေးနွေးခဲ့ပြီးမြန်မာနိုင်ငံရေးအတွက်ရောင်းနေလာမည့်အရေးအယံများတွေ့ရကြောင်းပြောဆိုထားပါတယ်။ မလေးရှားဝန်ကြီးချုပ်သည်ပြီးခဲ့သည့်ဧပြီလကမြန်မာအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်နှင့်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်တကားပိတ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါသည်။နောက်တစ်ရက်တွင်အမျိုးသားညီညွတ်ရေးအစိုးရနှင့်အွန်လိုင်းပေါ်တွင်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါသည်။ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကတော့စစ်ကောင်စီအနေနဲ့၎င်းတို့ထုတ်ပြန်ထားတဲ့သဘောတူညီချက်6ချက်ကိုလိုက်နာပါကတွဲဆုံဆွေးနွေးမိဟုပြောဆိုထားပြီးစစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ယခုချိန်ထိနှုတ်ပိတ်နေသေးဖြစ်ကြောင်းသိရပါတယ်။ မလ28ရက်နေ့ကလှုပ်ခတ်ခဲ့သည့်သခိုင်းငလျင်ကိုအကြောင်းပြုပြီးမြမနိုင်ငံရေးပြည်ရင်းရေးကိုပြန်လည်ဆွေးနွေးရန်အခွင့်အရေးတရက်ဟုအီဘရာဟန်ကပြောဆိုခဲ့ပါသည်။ဘန်ကောက်ဆွေးနွေးပွဲအပြီးတွင်စစ်အစိုးရကငလျင်လှုပ်ခတ်ပြီးနောက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများကိုထောက်ပံ့ပေးရန်ကနဦးသဘောတူထားပြီးအပြစ်ခတ်ရဲစဲရေးကိုတတ်တမ်းသုံးမိဟုကြေညာထားတော်လဲငလျင်လှုပ်ခတ်ခဲ့သည့်ဒေသများအပါအဝင်အခြားသောဒေသများတွင်ပါ လူအသေးပြောင်များသည့်စည်ရဲလှူရှားမှုကိုဆက်လက်လှုံ့ဆော်နေဆဲဖြစ်ပါတယ်။စစ်ဆိုးရသည့်ရွေးကောက်ပွဲကျင်းပမည့်အစားငင်းချဲရေးကိုဦးစားပေးဆောင်ရွက်တင်တယ်လို့အာဆီယံကအစိုးရဝိုင်းတွင်ပြောထားခဲ့ပါတယ်။လာမည့်သတင်းပတ်အတွင်းအာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကအရှေ့ဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီးမြမအရေးဆွေးနွေးပွဲနှစ်ပွဲလည်းကျင်းပဖို့ရှိကြောင်းသိရပါတယ်။မကွေးတိုင်းစလေးမြို့နယ်ဂွေးကုန်းရွာအနီးတွင်အင်အား150ပါးစစ်ကောင်စီစစ်ကြောင်းနှင့်စလင်းမြို့နယ်တော်လန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီတပ်မှနေ့လယ်၂နာရီခွဲခန့်တွင်ဂွေးကုန်းရွာကိုမီးရှို့နေကြောင်းဒေသခံတဦးမှ BBN သို့ပြောပါရယ်အဆိုပါစစ်ကြောင်းသည်အမတ်တရတဲ့လောက်ခံခမာယာ253 254 255တများမှဖြစ်ပြီးပြူစောတိများလဲပါတယ်လို့သိရပါတယ်ဆလင်းမျိုးနယ်သို့တရက်ထဲမှာတွင်မိထီလာလေတဲ့နှင့်မကွေးလေတဲ့မှာဂျက်ဖိုက်တာနှစ်စီးဖြင့်နေ့လယ်၂နာရီ53မိနစ်တွင်တစ်ချိန်၂နာရီ56မိနစ်တွင်တစ်ချိန်၂နာရီတွင်တစ်ချိန်၂နာရီ2မိနစ်တွင်တစ်ချိန် စုစုပေါင်း၄ချိန်တိုင်တိုင်၄ချောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ VPN ညနေခင်းသတင်းစီစဉ်ပေးဖြစ်ပါတယ်။ကျွန်မကတော့တင့်တယ်ပါ။